မိဘတွေကိုဆွန့်ပစ်ခဲ့တဲ့မြတ်စွာဘုရားဟာအပြစ်ကျူးလွန်နေတာလားဗုဒ္ဓဘာသာဝင်တို့သိကြတဲ့အတိုင်းဗုဒ္ဓရဲ့ဓမ္မလမ်းစဉ်တွေထဲမှာမိဘဂျေဇုကိုသိတဲ့ခြင်းနဲ့မိဘကိုလှုပ်ကြွေးပြုစုခြင်းဆိုတာဟာမြင့်မြတ်တဲ့ကုသိုလ်တစ်ပါးလို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူခဲ့ပါတယ်ဒါဆိုမြတ်စွာဘုရားရှင်ဟာသူမိဘတွေကိုဆွန့်ပစ်ခဲ့တဲ့အတွက် အပြစ်ဖြစ်သွားခဲ့ပါသလားဆိုတော့တိမက်ဖွဲရာအကြောင်းအရာလေးတစ်ခုကိုဓမ္မ PKK Channel ကနေမျှဝေတင်ဆက်ပေးသွားချင်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမစတင်ခင် လူလောကနဲ့လူဘဝအကြောင်းကိုအရင်ဦးစွာသုံးသပ်ကြည့်ရအောင်ပါ။ရှာဖွေကြွေးမွေးခဲ့ကြတဲ့မိဘတွေဟာတစ်ချိန်မှာဘာမှမစွမ်းဆောင်နိုင်ကြတော့တဲ့အခါသာသမီတွေရဲ့တာဝန်ဝတ္တရားကအလှည့်ကျလာပြန်ပါတယ်။ဒါကြောင့်သာသမီတို့ရဲ့စေကျော်တဲ့အရွယ်နဲ့တက်လက်ပိုင်းအရွယ်တို့မှာ အနာဂယ်ရေးကိုမျှော်တွင်းပြီးတော့မိဘနဲ့မခွဲခြင်းပဲခဏတာဖြစ်စေနှစ်တော်ကြာဖြစ်စေခွဲခွာရတာမိမိဝါသနာနဲ့မိဘရဲ့ဆန္ဒမကိုက်ညီလို့မိဘဆန္ဒကိုသိဖိပြီးတော့ကိုဝါသနာပါရကိုရွေးချယ်လုပ်ကံရတာစသဖြင့်များစွာရှိကြပါတယ်အခုခေတ်အချိန်ကာလမှာဆိုရင်လေပြည်ပနိုင်ငံတွေကိုထွက်ပြီးတော့ဘဝအတွက်ရုန်းကန်ကြရတဲ့အခါမိဘတဲ့သားသမီးကြားဝေးကွာခြင်းတွေပုံများလာရပါတယ် ီလိုဆိုရင်ဒါတွေဟာအပြစ်ပါလို့ယူဆဖို့တည်မှာသလားမိဘကျေးဇူးကိုတိတက်ပြီးတော့တင်တော့တင်နေနဲ့ပြန်ထားနိုင်မှုအတွက်ဒီလိုကောင်းတဲ့ရည်ရွယ်ချက်တွေဟာအပြစ်မဖြစ်နိုင်ပါဘူးဒီလိုပါပဲကျမတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာမိမိဖြစ်စေခြင်းနဲ့ဆန္ဒကတကြောင်မိဘတွေဖြစ်စေခြင်းနဲ့ကတကြောင်အမြင်တစ်ဖက်မတူညီကြတဲ့အတွက်မိဘတွေကိုခဏတာစွန့်ခွာခဲ့ရတဲ့သဘောပါပဲဗုဒ္ဓဘုရားကဒီလိုမလုပ်ခဲ့ဘူးဆိုရင် သူမိဘတွေကိုနိဗ္ဗာန်ရောက်ကြောင်းတရားတွေဟောဖော်ပြသနိုင်ခဲ့မှာမဟုတ်သလုံးကျမတို့တွင်တန်မှုရှိလာတဲ့တရားတော်တွေကိုလည်းနာယူခွင့်ရလိုက်မှာမဟုတ်ပါဘူး။ဖျားဖြစ်တော်မူမူကိတိတ်တထမင်းသားဟာမိဘတွေကိုအပြစ်မြင်မုန်းတီးလို့ဆွတ်ခွာခဲ့တာမဟုတ်သလိုအမည်တွေမတူညီကြလို့လူလူရှုကျင်တဲ့စိတ်နဲ့ဆွတ်ခွာခဲ့တာလည်းမဟုတ်ပြန်ပါဘူး။သူဟာသူမိဘတွေကိုသာမက တရဝအားလုံးပေါ်ကိုဆင်းရဲဒုက္ခတွေကနေလွတ်မြောက်စေခြင်းနဲ့မဟာငြိမ်းလှစိတ်နဲ့သာအပြေရှားခြင်းလွတ်လို့ဆွံ့ခွာခဲ့တာဖြစ်ပါတယ်။တရဝအားလုံးပေါ်ကိုထားရှိခဲ့တဲ့မေတ္တာစိတ်အရင်ကကြီးမားလာတဲ့အတွက်ရည်ရွယ်ချက်မြင့်မြတ်တဲ့လုံရွက်လို့တောင်မှဆုံနိုင်ပါသေးတယ်။သိတ္တထမင်းသားဟာဒီလန်းစဉ်ကိုမလျှောက်ခဲ့ရင်သူ့မိမတွေကိုနတ်ပြည်ရောက်ကြောင်းတရားတွေဟောဖော်ပြသပေးနိုင်ခဲ့မှာမဟုတ်ပါဘူး။ ဒါကြောင့်မိဘတွေကိုစွန့်ပစ်ခဲ့တဲ့မြတ်စွာဘုရားဟာအပြစ်တစ်ခုကျူးလွန်ခဲ့တာမဟုတ်ဘဲမိဘကျေးဇူးကိုမြင့်မြတ်တဲ့လမ်းစဉ်နဲ့ပြန်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ဒီမှာတို့တာမန်ပုထုဇဉ်လူသားတွေအနေနဲ့လည်းဒီသင်ခန်းစာကနေယူတဲ့ရင်အကျိုးကျေးဇူးများနိုင်ပါတယ်။အကြောင်းမရှိမိဘနဲ့စီငုံမတိတ်လို့မိဘကိုစွန့်ပစ်လိုက်ခြင်းကိုယ်ဝတ္တကိုကြည်ပြီးမိဘကိုပြန်ခဲ့မကြည့်ခြင်းစသဖြင့်ဒီလိုလုပ်ရက်တွေဟာများစွာရှိလာပါတယ်။ ဓာရီဟာမိဘဂျေဇူးကိုမဆက်တဲ့အပြင်အပြစ်လင်းဖြစ်တဲ့လုပ်ရက်တွေပါပဲ။ကို့မှာကောင်းတဲ့ရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုရင်ဂျေဇူးဆက်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့သာ စွန့်ခွာပါ။ဥပမာအဖြစ်မိဘကရည်မြင်ရချားကိုမတော်စေခြင်းပေမဲ့ကိုကတိုးတက်မဲ့လမ်းစားကိုမြင်တဲ့အခါစန့်ကျင်သိရင်စန့်ကျင်ရမှာပါပဲ။မိဘကဒါကိုမလုပ်စေခြင်းပေမဲ့ ်ကို့အတွက်တိုးတက်စေမဲ့လမ်းစာရှိတယ်ဆိုရင်မိဘရဲ့ဆန္ဒကိုလည်းသွေဖယ်သိရင်သွေဖယ်ရမှာပါပဲဒါတွေဟာအပြစ်မဟုတ်ပါဘူးတိုးတက်ရလမ်းကြောင်းလည်းမတွေ့စူးစားခြင်းစိတ်လည်းမရှိပဲစိတ်အီလိုလိုက်ဆိုးသွမ်းနေရင်တော့တစ်ချိန်မှာနှစ်ဖူးတွေ့ဒူးတွေ့နောင်နာရစရာတွေဖြစ်လာမှာအသေးချာပါပဲရှင်ဓမ္မမိတ်ဆွေတို့ရေဒီကနေ့ရဲ့စီစဉ်လေးကလည်းစင်ကြင်သိမဲ့စရာတွေတိုးပွားသွားမယ်လို့မျှော်လင့်မိပါတယ်နော် အသည့်တစ်ခုတိုးဝါပြီးတာယာအေးချမ်းကြပါစေလို့ဓမ္မ PKK Channel ကနေဆုတောင်းပေးလိုက်ရင်အစီအစဉ်လေးကိုအဆုံးသတ်လိုက်ပါရစေလားရှင်။